အားလုံးပဲမင်္ဂလာပါကျွန်တော်ဘိတ်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Mobile Legends နဲ့က Fighter တွေအကုန်လုံးထဲမှာမှာစကင်အများဆုံးကိုပိုင်ဆိုင်နားတဲ့ Fighter တွေကိုပြပြပေးသားမှာပဲဖြစ်ပါတယ်တခါတည်းပဲသတိပေးချင်တာကတော့ဒီဗီဒီယိုမှာ Hero က10កောင်ထဲကိုပဲပြပြပေးမှာဖြစ်တဲ့အတွက်တကယ်လို့မပါသွားတဲ့ Hero တွေရှိရင်လည်းကျွန်တော်ကပဲ Brother ကိုတောင်းပန်ပါတယ်ခင်ဗျာဒါဆိုရင်တော့ Like လေးပေး Subscribe လေးနှိပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပထမအဦးဆုံးနံပါတ်10နေရာမှာရှိနေတာကတော့မာတစ်ပဲဖြစ်ပါတယ် မာတေကတော့အခုလက်ရှိမှာစကင်ခုနှစ်ခုကြည်ကိုရှိနေရဖြစ်ပြီးတော့ collaboration စကင်တစ်ခုအနေနဲ့ကလည်းအထက်ဘုံတိုင်တန်ထဲက Levi's ရဲ့စကင်ကိုပါရရှိရတဲ့ hero တစ်ကောင်ပဲဖြစ်ပါတယ်။မာတေကတော့အခုမြင်နေရတဲ့အတိုင်းပဲ Starlight တွေ animation color စကင်တွေနဲ့ Lucky Vault တွေကအစားတော်တော်လေးကမှစုံစုံလင်လင်ရှိရဲ့ hero တစ်ကောင်ပဲဖြစ်ပါတယ်။ပြောဖို့မိခဲ့ရတာကတော့အခုမြင်နေရတဲ့အတိုင်းပဲဒီ Zorian skin ကလည်းရှိအောင်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့နေနောက်ထပ်တစ်ကောင်ကိုဆက်သွားလိုက်ကြရအောင် ။နောက်ထပ်တစ်ကောင်အနေနဲ့ရွေးချယ်ထားတာကတော့အခုနောက်ပိုင်းမှာတော်တော်လေးကိုမြင်ရဖို့ခဲနေပြီဖြစ်တဲ့လီယွန်မော့ပဲဖြစ်ပါတယ်။ဒီကလီယွန်မော့ကဆိုရင်လေကုနာကအားကပ်လိုမျိုးပဲစကင်ခုနှစ်ခုတတိကိုလက်ရှိမှာပိုင်ဆိုင်တာဖြစ်ပြီးတော့ဂျူကာဒီကောလက်စကင်အပြင်အဗတ်စကင်တွေကအစားတော်တော်လေးကိုမဆက်လာပါပါနဲ့မြင်မှန်ဆန်ဆန်ရှိရအောင်တွေးရမှာပဲဖြစ်ပါတယ်။ ဒါရင်မကသေးပဲနဲ့ Lucky Box skin, Holloway skin, Starlight skin စသဖြင့်တော်တော်လေးကိုမှမြန်မြန်ဆန်ဆန်ရှိရဲ့ hero တစ်ကောင်လေးဖြစ်ပါတယ်။ဒီညမှာ skin ခုနှစ်ခုချင်းတူပေမဲ့ကျွန်တော်ကနံပါတ်တက်ပေးရတယ်ဆိုတော့ video အရကြည်ကောင်းအောင်တက်ပေးရတာဖြစ်ပြီးတော့တစ်ကောင်နဲ့တစ်ကောင်ဘယ်ကောင်က skin ပိုများလဲဆိုပြီးတော့နှိုင်းရှင်းထားတာလည်းမဟုတ်ပါဘူး။ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ကောင်ကိုဆက်သွားလေးကြရအောင်။နောက်ထပ်စကင်အများဆုံး hero တစ်ကောင်နေကတော့စေဘာနာပဲဖြစ်ပါတယ်။ စီဝါနာကလက်ရှိမှာစကင်၈ခုတတိကိုပိုင်ဆိုင်ထားရပေါ့နော်ဒီကစကင်၈ခုထဲမှာလဲဗလက်တိုင်းစကင်နေဒီကဖီးပေးရတဲ့ဖီးစကင်နေနဲ့အီလိုက်စကင်ဆိုလဲ၃ခုနောက်မှာပါရှိမှာဖြစ်ပါတယ်ဒါရင်မကသေးပဲနဲ့ quarter skin starlight skin တွေကလည်းတော်တော်လေးကိုမှလှရဲမှာပါတယ်ပြီးတော့ sevana ဆိုတဲ့ hero ကလည်း effect တွေတော်တော်လေးကိုမှထည့်ပြီးလို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်လို့ဘယ်စကင်ကဘလောက် effect ပါလဲဆိုတော့ကိုတော့ကျွန်တော်မပြောပြတော့ပါဘူးဒါကိုတော့ brother အနေနဲ့ပြေးကြည့်စရာမလိုပဲနဲ့တွေးကြည့်ရတဲ့ကိုသိနိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ် hero တစ်ကောင်ကိုထပ်သွားလိုက်ကြရအောင် နောက်ထပ် hero တစ်ကောင်ကတော့ကလေးမလေးတယောက်နဲ့လှုပ်ရှုပ်နေတဲ့ Joy ပဲဖြစ်ပါတယ်။ Joy ရဲ့ skin ရေတော့ကလည်းလက်ရှိမှာတော့ရှစ်ကောင်တီတီကိုရှိမှာပဲဖြစ်ပါတယ်။အရင်တော့ကပေးရတဲ့ season skin တွေလည်းရအောင်မယ်ပေါ့နော်။ဒီမှာဆိုရင် ambient skin တွေ၊ starlight skin တွေကလည်းတော်တော်လေးကိုမှလှပြီးတော့ color skin ကြီးဆိုလည်းပြောစရာမလိုအောင်မိုက်တဲ့မျိုးစားတွေမှာပါပါတယ်။အဲ့တော့ဒီ hero ကလည်းအစောကပြောခဲ့တဲ့အတိုင်းပဲ skin ပေါင်း၈ခုရှိနေပြီးတော့ fighter တွေအကုန်လုံးထဲမှာမှာ skin အများဆုံး၁၀កောင်တည်းကတစ်កောင်အပါဝင်ပဲဖြစ်ပါတယ်။နောက်ထပ် hero တစ်កောင်ကတော့ဘယ်မွန်ပဲဖြစ်ပါတယ်။ ဘယ်မုံကလည်းအစောကပြောကြတဲ့စေဘာနာလိုပဲအဖက်ကိုထဲခြင်းတော်တော်လေးကမှထဲပြီးလို့ကောင်းတဲ့ဟီယိုပဲဖြစ်ပါတယ်။ဒါကိုတော့ brother ကသူ့ရဲ့ color skin ကိုကင်မှုမဲ့ဆိုရင်နားလည်မှာပဲဖြစ်ပါတယ်။တီးကြရဲ့အတိုင်းပဲ schedule ရော edit မဲ့ရောကအဖက်ကိုထဲပေးခြင်းထဲပေးခြင်းတော့ထဲပြီးလို့ရစပယ်တွေပဲဖြစ်ပါတယ်။ဘယ်မုံမှာလက်ရှိမှာတော့ skin မျိုးစား၈ခုတိကိုရှိပြီးတော့ skin အများဆုံးဟီယိုတွေရဲ့တော်တန်းထဲမှာပါဝင်နေရပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ color skin ကနေပြီးတော့ special skin, elite skin, ဒီပေးရတဲ့ဈေးနဲ့တော်တော်တန်တဲ့ graphic တွေနဲ့ effect တွေကိုကျွန်တော်အနေနဲ့ခံစားရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ် hero တစ်ကောင်ကိုဆက်သွားလိုက်ကြရအောင်နောက်ထပ် hero တစ်ကောင်အနေနဲ့ကတော့ alpha ပဲဖြစ်ပါတယ် alpha ဘယ်လောက်ထိ effect ထည့်လို့ကောင်းတယ်မကောင်းဘူးဆိုတာကိုတော့ brother အနေနဲ့မကြာသေးခင်မှာထွက်ထားတဲ့ reban or rule လို့ခေါ်တဲ့ legend skin ကိုတွားပြီးကြည့်ရင်သိနိုင်မှာပဲဖြစ်ပါတယ် alpha ကတော့လက်ရှိမှာ guna က vermon လို့ပဲ skin ရှိခုတိတိကိုရှိမှာပဲဖြစ်ပြီးဒီမှာ special skin နဲ့ season skin နဲ့ advanced skin တွေနဲ့တော်တော်လေးကိုစလုံးလင်းလင်းရှိရအောင်လဲတွေ့ရမှာပဲဖြစ်ပါတယ် ဒီက Starlight Skin ကြီးရဆိုရင်လည်းပေးရတဲ့ဈေးနဲ့ကိုတန်တဲ့ခံစားမှုမျိုးပြန်ပြီးတော့ပေးဆွာနိုင်ရပဲဖြစ်ပါတယ်။ဒါကြောင့်မို့အခုကြည့်နေတဲ့လူတွေထဲမှာ FR ကို All Skin ပိုင်ဆိုင်ထားတဲ့လူရှိရင်အောက်က comment ထဲမှာ Cool ID ကိုချပြီးတော့လာကြားသွားလို့ရပါတယ်။တခါတည်းထပ်ပြီးတော့ပြောပြချင်တာကဒီက FR Legend Skin မှာ Dynamic Portrait လို့ခေါ်တဲ့ Future အသစ်ကလည်းပါလာဦးမှာပဲဖြစ်ပါတယ်။အဲတော့ FR က Hero တွေအကုန်လုံးရဲ့ Skin တွေအကုန်လုံးထဲမှာပါအခုလက်ရှိမှာအမိုက်ဆုံးလို့ပြောရမယ့်အထိကိုတော်လေးကိုမှကောင်းနေတဲ့ Skin မျိုးစားပဲဖြစ်ပါတယ်။နောက်ထပ် hero တစ်ကောင်အနေနဲ့ကတော့ AD ပဲဖြစ်ပါတယ် အဲဒါကလည်းအစောကဟီးရိုးလိုမျိုးပဲလက်ရှိမှာစကင်ပေါင်းရှိခုတိတိကိုရှိပြီးတော့ NCV ရဲ့ပထမဦးဆုံးစကင်ပါလို့ပြောတဲ့ N1 စကင်ကလည်း ROS စကင်ပဲဖြစ်ပါတယ်ဒီမှာဆို Remnant လုပ်ပြီးထားတဲ့ Blessing စကင်တွေ Collider စကင်တွေအပြင်ကမှ Transformer စကင်တွေကလည်းအဲဒါမှာပါရှိအောင်မှာပဲဖြစ်ပါတယ်ဒါအပြင်နနာနဲ့ဂျူကိုထွက်ထားတဲ့ငကားပြန်လိုလိုပါလိုလိုနဲ့စကင်ကလည်းအတော်လေးကိုမှလှတဲ့စကင်မျိုးစားတွေကတခုပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုကျွန်တော်တို့ကနောက်ထပ်ဟီးရိုးတစ်ကောင်အနေနဲ့စကင်ပေါင်း10ခုကိုပိုင်ဆိုင်ထားတဲ့ဟီးရိုးကိုတွားလိုက်ကြရအောင် ဒါကတော့အလူကပ်ပဲဖြစ်ပါတယ်အလူကပ်ကလက်ရှိ hero တွေထဲမှာ skin မောင်း10ခုကိုပိုင်ဆိုင်ရတဲ့တကောင်လဲသော hero ပဲဖြစ်ပါတယ်အလူကပ်မှာတော့အရန်မိုက်တဲ့ Star Wars skin တွေအပြင်မှာ Lightbone Squad တွေက skin တကောင်ကိုလည်းပိုင်ဆိုင်ထားအောင်မှာပဲဖြစ်ပါတယ်ဒါအပြင်အရှိမဆိုရင်လေ Legend skin တကောင်ကရှီအုံးမှာဖြစ်ပြီးရောဒီက Lucky Box skin ကလည်းတော်တော်လေးကမှ Might skin နဲ့မှာပါတာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ skin မောင်း၁၂ခုကိုပိုင်ဆိုင်ထားတဲ့နောက်ဆုံးနံပါတ်2နဲ့နံပါတ်1 hero တွေကိုတွားလိုက်ကြရအောင်။ နံပါတ်2နေရာကဟီရိုကတော့ဇီလောင်းပဲဖြစ်ပါတယ်ဒါကိုတော့ကျွန်တော်မပြောပြရင်တော့ပလတောင်းအနေနဲ့ခံမှန်းပြီးလောက်မယ်လို့တော့ထင်ပါတယ်ဘာလို့လဲဆိုတော့ဇီလောင်းကအရင်တည်းကတတ်ထားတဲ့အိုဟီရိုတကောင်ပြီးပြီပဲစကင်တွေကတော်တော်လေးကိုမှမျိုးစားစုံပြီးရောခရစ်စမတ်စကင်တွေ lucky box စကင်တွေ fat purchase စကင်တွေနဲ့ summer စကင်တွေကအစအကုန်ပါအောင်မှာပဲဖြစ်ပါတယ်ဒါအပြင်ဒီက collector စကင်ကြီးကလည်းအတော်အမှလှတာဖြစ်ပြီး free ပေးရတဲ့ firebase skin ကလည်းရှည်အောင်မှာပဲဖြစ်ပါတယ်နောက်ဆုံးထပ်ထားတဲ့ zilong skin ကတော့ luna fast skin ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အားလုံးစောင့်မျှော်နေကြတယ်နောက်ဆုံးနံပါတ်1နေရာက hero ကြီးကိုတွားလိုက်ကြရအောင်နံပါတ်1နေရာက hero ကိုမတွားခင်မှာကျွန်တော်အနေနဲ့အကူအညီလေးတောင်းချင်တာကအခုကြည့်နေတဲ့ brother အနေနဲ့ subscribe မလုပ်ကသေးဘူးဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့ကူညီပေးခဲ့ကြလို့ရပါတယ်။အဲမလုပ်ရသေးဘူးဆိုရင်လည်း like ပေးခဲ့လို့ရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်ဆုံးစကင်ဆက်တဲ့ကောင်အထိချက်ရှိရပြီးတော့နံပါတ်1ဖိုက်တာတွေထဲမှာစကင်အများဆုံးဖြစ်နေတဲ့ဟီးရိုးကတော့ချောင်းမဲဖြစ်ပါတယ်။ချောင်းမှာဆိုရင်တော့အခုမြင်နေရတဲ့အတိုင်းပဲဆောင်းအလားရဲ့ရွှေရောင်စကင်တွေ အစိမ်းအောင်စကင်တွေအပြင်ပေါ်မှာပေါ့ပွားဖြစ်ပြီးတော့အရန်လူကြိုက်များတဲ့ stun စကင်တွေနဲ့အရန်ဈေးပေးရတဲ့ hero စကင်တွေကလည်းရှိအောင်မှာပဲဖြစ်ပါတယ်။ဒါ့အပြင် collaboration စကင်တွေကလည်း keyword စကင်ကရှိအောင်မှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ပြောစရာ hero တွေကတော့ကုံသားပြီပဲဖြစ်ပါတယ်။ကျွန်တော်ပြောသွားတဲ့ hero တွေထဲမှာ brother အနေနဲ့ကလည်းဘယ် hero ကိုအောစကင်ပိုင်ဆိုင်ထားလဲဆိုတာကိုကျွန်တော်ရဲ့ comment အောက်မှာလာပြီးတော့ကြွားသွားလို့ရပါတယ်ခင်ဗျာ။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်ပြိပါနောက်ပြီးမှပြန်လေ့ကြပါမယ်။